စကိုင်းတိုင်းခင်မြို့နယ်ထဲကိုစက်တင်ဘာ17ရက်နေ့မှာစတင်ဝင်ရောက်ခဲ့တဲ့အင်အားရာချီစစ်ကြောင်းကိုဒေသကာကွယ်ရေးအဖွဲ့တွေက၄ရက်သက်တိုက်ကြားဖြတ်တိုက်ခိုက်ခဲ့တာပါစက်တင်ဘာ22ရက်နေ့မှာစစ်ကြောင်းတစ်ခုလုံးပြတ်သွားပြီးစစ်ကောင်စီဒုတိယဗိုလ်မှူးကြီးအဆင့်ဗိုလ်ကြီးအဆင့် တက်ကြအပါဝင်တပ်သားများပြားတည်ဆုံးခဲ့ပြီးသုံးမှနှစ်ဦးဖမ်းဆီးရမိခဲ့တယ်လို့ခင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ခင်းဦးမှာထိုင်ချထားတဲ့တက်နဲ့ကိုကုန်းဘက်ကနေပြီးတော့ထွက်တဲ့စစ်ကြောင်းထဲမှာပါလာတဲ့တက်နဲ့တက်ချင်းနဲ့တဘောပေါ့။ဒီစချင်းအနီးရထွက်တော့ကြတော့တက်ကတိတိတိုက်ပွဲဖြစ်တဲ့ကမှာပြည်သူ့ဘက်က၁၁ယောက်ကြာတယ်လို့သတင်းရပါဗျာ။အဲ့မှာသူတို့ပြန်ခေါက်သွားပြီးတော့၄ရက်မြောက်တဲ့နေ့ကျမှတက်ကဒီစစ်ကြောင်းကလက်မလာရွာလေတော့ဟိုတံပူကြီးရွာရဲ့ကားကလေတော့ကြီးကြပေါ့။အဲ့ဒီဒီမှန်ကြမှာသူတို့ရောက်နေပြီ။ ီးတဲ့တင်းရတော့ကျွန်တော်ရဲဘော်တရားနေပြီးတော့တညာလို့ပေါ့လေစောင်းရင်းနဲ့လိုင်းရင်းနဲ့ပေါ့မဲလိုက်တယ်လူလိုင်းရင်းနဲ့ပေါ့ပက်ခွေလိုင်းရင်းနဲ့မအိမ်မနဲ့ကိုးနိုင်စင်တာလည်းတိုက်ပွဲစားတော့ပေါ့ရီသုံးကြီးအရဲ့ ရှင်းမြောက်ဖက်မှာတိုက်ပွဲဖြစ်တာပေါ့ဝင်းမင်းတန်တာအဆုံးသက်တိုက်ပွဲပေါ့ဗျာကျင်တို့တက်လုံးရပြီအိမ်မှာလုံးရပြီသူလည်းထွက်ပြေးတဲ့ကောင်ကြီးကြားတဲ့ကောင်ကြားပြီလက်နဲ့ကြည့်ကြတော့ဒလဆက်ပြစ်တာပေါ့ဗျာအချင်းကြီးကိုမကြည့်နိုင်ပါဘူးခုတ်ကုန်းရဲ့မြောက်ဘက်ကဟိုရ၅လူနာရီနှစ်ဘဲပုံပေါ်ကနေပြီးတော့ကျင်တို့ပြစ်တယ်လို့တင်ရပါပေါ့ဟိုတကယ်ကူပွဲကြီးပွဲကောင်းကိုရလိုက်တယ်ဒုံချီမူလည်းတက်တယ်အကြောင်းကြီးတစ်ကြောင်းလုံးကိုကျင်တို့အပြောင်းကြီးပါပေါ့ဖြောင်းနိုင်တဲ့ဟွာပေါ့နော်စက်တင်ဘာ22ရက်ညပိုင်းမှာခင်ဦးနယ်မကြီးတုံရွာပြူစခန်းကနေ ရွှေဘူအမှတ်ရှိစစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ပုတ်ကုံရွာပြူစခန်းစီကိုစစ်ကောင်စီတပ်သားတွေပြန်ထွက်ခွာချိန်မှာဒေသကာကွယ်ရေးအဖွဲ့တွေကကြာဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီစစ်ကြောင်းဟာရွှေဘူအမှတ်ရှိစစ်အခြေခံလေ့ကျင့်ရေးတပ်ကနေတဆင့်ခင်ဦးနယ်ပုတ်ကုံရွာပြူစောတိစခန်းနဲ့မကြီးတုံရွာပြူစောတိစခန်းတွေကိုလက်နက်နဲ့ရိတ်ခါချိန်ဆက်တောက်ပို့ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ရွာနဲ့၃၄မိုင်လောက်မှာတရင်ရတဲ့ခါရောက်တော့ကျွတ်တင်ပြစင်မှုဆိုတာပြည်သူတွေမှာမရှိဘူးရှင်။အခါကျတချို့ဆိုရင်ခါဝဲခါစားစားမှုတောက်ဖို့လည်းမတည်နိုင်ကြဘူး။ဟိုတခိုးညံပေါ့။ခိုးကြောင်ခိုးဝဲနဲ့လာတယ်။ခိုးကြောင်ခိုးဝဲနဲ့ဝင်တယ်ပေါ့နော်။ဟိုတရင်ကလည်းကျွတ်တင်ပြီးကြားထားမှုမရှိတဲ့ခါရောက်တော့ဟိုဖြစ်တယ်လို့နဲ့ထွက်ပြစ်။တချို့ဆိုသမင်းတောင်မှာငတ်တဲ့အချိန်မျိုးပေါ့နော်။စားမှုတောက်ဖို့တော့မတည်နိုင်လို့ပေါ့။ အဲ့ဒီအရဆိုလို့ရှင်မိုးတွေလည်းရွာတယ်။တကြီးရွာတွေကလေးတငယ်တွေပေါ့နော်။မိုးရွာလို့လမ်းမကောင်းတဲ့ခါကျပြေးဖို့တွေအဆင်မပြေတချို့ဆိုရင်သွားပြီးနေကြမှာဝက်ပြီးတော့ပုံနေရတဲ့အခြေအနေမျိုးတွေလည်းရှိတယ်ရှင်။အဆင်မပြေပေါ့နော်။မိုးကဇက်တိုက်လို့ရွာနေတာ။ဆွာရွာနေတဲ့ခါရောက်တော့ပြည်သူတွေအနေနဲ့အယံဒုက္ခရောက်တယ်။ဒီလိုမျိုးဒီလိုတော်လိုက်အပွက်သားခလေးတွေအနေနဲ့ဒီလိုတိုက်ပြီးတဲ့အတွက်ကျမတို့ဘက်ကတော့အတိုင်းမသိဝမ်းသာပါတယ်ရှင်။ ခင်ဦးနယ်ကာကွယ်ရေးအဖွဲ့တွေကစစ်ကောင်စီအရာရှိတွေပါဝင်တိစုံစစ်သားတွေရဲ့ရုပ်လောင်းတွေကိုနယ်မြေရှင်းလင်းရေးလုပ်ပြီးနောက်မှာမြေမြုပ်တကြိုခဲ့တယ်လို့သိရပါတယ်။လက်နက်ခဲယမ်းအများပြားလဲတင်စီရမိခဲ့ပြီးဖမ်းဆီးထားတဲ့သုံးမှန်၂ယောက်ကိုလိုအပ်တဲ့စေကူတာမှုတွေပြုလုပ်ပေးထားပြီးစစ်ဘက်ဆိုင်ရာတပ်ဆိုင်နဲ့ဌာနကထိန်းသိမ်းထားတယ်လို့ခင်ဦးပါကဖရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ကျွန်တော်တုဒ္ဒချန်တာပါ။